ျွန်တော်မူအမူသမားသူကမူလဲမူတယ်ယူလဲယူတယ်ဆိုတာမင်းတော်ဝင်ပဲသူကယူရတယ်တိုင်းယူရတယ်ယူနေသေးတာတိုင်းယူရတယ်ယူနေသေးတာဆိုတော့အဲ့လိုအဲ့လိုဇက်ကောင်လေးပေါ့နော်အငိမ့်နေလဲကတယ်အငိမ့်နေဆိုတော့နှစ်နာရီစာပြတ်သက်အငိမ့်နေရေကအဲ့လိုမျိုးပေါ့နော်ပြီးတော့အမျိုးသမီးကြီးကပြတ်သက်တွေပါလဲကပူးတယ် တော့တက္ကသိုလ်မှာတော့ကောက်ဘူးတယ်တက္ကသိုလ်မှာကိုရေးကိုကရတယ်လေတကယ်ချင်းနေရတယ်ကိုဘော်ဒါတွေနဲ့ပဲဆိုတော့တယောက်တစ်ပေါက်နဲ့ပေါ့နော်ဒါပေမဲ့အဲ့ဒီမှာကမှမဲ့ရကျွန်တော်ကဘယ်ကနေစတာလဲဆိုတော့ကျွန်တော် trip သွားတဲ့အချိန်မှာကျွန်တော်ကြုံပြော်သွားရတယ်ကြုံပြော်သွားတဲ့အချိန်မှာကျွန်တော်ကော့ကိုဇလန်းရေးပြီးတရဲဇလန်းလေးရိုက်တာအကုန်ရိုက်ပြီးပြီအကုန်ရိုက်ပြီးတော့တိတ်မကြံတော့တဲ့အချိန်မှာအကုန်လုံးပြတ်သွားတာပြန်လည်းမဆယ်တက်ဘူးဆရာကောင်းကလည်းမသိဘူးပေါ့နော်အခုဒီချိန်ဆိုလို့ရှိရင်မရမကပြန်ဆယ်မှာပေါ့အဲ့တော့ကြက်ပြတ်သွားပြီဆိုတော့အော်ဟဲ့လာပြတ်သွားပြီဆိုပြီးနေခဲ့ရတဲ့ကာလတွေဆိုတော့အဲ့ဒီမှာကျွန်တော်တို့ တစ်ခုခုပြန်လုပ်မယ်ပေါ့တစ်ခုပြန်လုပ်မယ်ဆိုတဲ့အချိန်မှာဖြစ်ချင်တော့အာဆီယပူဇော်ပဲရှိတာအဲ့မှာတက်ဆက်တက်ကတာတက်ဆက်တက်ကတာအဲ့ဒါလေးကဖြစ်ချင်တော့ဆရာတယောက်ကိုကျွန်တော်တို့ကချက်စနိုးနဲ့စလိုက်မိတာဆရာအရန်ဒေါ်သထွက်သွားတယ်အဲ့တော့ဒေါ်သလည်းထွက်သွားဆိုအဲ့ပြဇက်ကလည်းပေါက်သွားတယ်ပေါက်သွားတယ်အတန်းကြီးတွေကလည်းလာကပေးပါတဲ့ဒါပေမဲ့ဒီဘက်မှာဆရာကိုတောင်းပန်နေရတဲ့အချိန်ဒါပေမဲ့ကွာလေဟိုတယ်မှာသွားကားရမှာဆိုဟိုတယ်မန်လေးမှာသွားကားရမှာဆိုကားကျင်တယ်အဲ့နဲ့ဆရာအပိုင်းတွေပြန်ပြီး edit လုပ် edit လုပ်ပြီးတော့တစ်ခါတော့ပြန်ကား ပြီးတော့ကြတော့အငိမ့်နေလဲကတယ်အငိမ့်နေဆိုတော့နှစ်နာရီစာပြတ်သက်အငိမ့်နေရေကအဲ့လိုမျိုးပေါ့နော်ပြီးတော့အမျိုးသမီးကြီးကပြတ်သက်တွေပါလဲကပူးတယ်စိတ်ကတော့တိုင်းတာလှုပ်ရှားပါတယ်အဓိကကအနုပညာသမားတယောက်ဆိုတော့ကြတော့အဲတိတ်ပြအမားမခံဘူးပေါ့နော်တုတ်သူမှကြတော့အချင်းချင်းဆိုတော့ဘော်ဒါတွေနဲ့အလိုက်ပြောလိုက်ဆိုလိုက်ဆိုတော့လေဒါမှမဟုတ်အဲ့တော့လည်းအမားတော့မရှိခဲ့ပါဘူးစင်မောရမှန်းထားတာပို့ပို့လောက်ကြတာအကုန်လုံး တချို့ကလည်းမူတဲ့လူနဲ့ပေါ့နော်ဒီမှာကတော့အကုန်လုံးက professional လို့ပြောပြကြမှာဆိုတော့ပြောစရာကောင်းပါပါကျွန်တော်မူအမူသမားသူကမူလဲမူတယ်ယူလဲယူတယ်ဆိုတာမင်းတော်ဝင်ပဲသူကယူရတယ်တိုင်းယူရတယ်ယူနေသေးတာတိုင်းယူရတယ်ယူနေသေးတာဆိုတော့အဲ့လိုအဲ့လိုဇက်ကောင်လေးပေါ့နော်အဲတက်နိုင်သမျှတော့ပေါ့ပရိသတ်ဟိုကိုကြည့်ရတဲ့ခန်းလေးမှာပရိသတ်မမှီအောင် ပရိသတ်ရှင်ထဲမှာကြံခဲ့အောင်တော့အဲ့လိုကြိုးစားပါပါဟုတ်ကဲ့ကိုအစုံစကားလေးကိုမှန်အောင်ပြောမှသာလဲသူများလည်း ပြန်ဆလို့ရမှာပေါ့နော်မို့လို့ရှင်ဒါကြီးကရက်သွားပြီဆိုတော့ဒါပြိတ္တကတိတာရယ်လေကိုကအဲ့လိုလည်းမဖြစ်ချင်ဘူးအဲ့တော့ခုနကမှအခုဒီ interview ဖြစ်ပြန်တယ်စာပဲပြန်ကြက်နေမှာပါအဓိကကတော့လေ तू ကအဲတော့ဇကားရီယာကြာအရန်ကို heavy sing နေပေါ့နော် or hip hop ကွဲဆိုတော့ကျွန်တော်ဝန်စင်ဝက်ကတခါတည်း break တည်းရိုက်တာများရတယ်ပေါ့နော်တာမန်စင်းလေးတွေကတော့အဲ့လိုတစ်ဖြတ်တစ်ဖြတ်ဖြတ်ပေးတာဟုတ်ဒီမှာကျတော့ပြဿက်ကအရှိလိုက်ကြီးမှာကရတယ်ဒါပေမဲ့ကျွန်တော်ဒါလောက်ကအရင်အများကြီးမဟုတ်ပါဘူးကိုကျော်ထောင်လို့ဆိုအရင်များတယ်သူကအစအဆုံးသူကသူက အစအနေအဆုံးထိဆိုအဲ့နေရာပဲလုံးဝမထွက်ဘူးကိုတည်းကမှဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်ဆိုတော့ဗောနဲ့အဲ့လိုအဲ့လိုမျိုးဗောအဲ့အဲ့ဒါတော့တကယ်ရင်ခုန်နေရာဗောနော်ကို့ပေါ်တာတွေကလည်းကြည်ကျင်ကြရတယ်ခုနကမှသူတို့ကမေးတယ်ဗလက်မတ်တွေဘယ်လိုဝယ်ရလဲသူကမပြောမသိတာဗောနော်အဲ့ပြောပြတော့သူတို့လက်မတ်တွေတော့အခုအသေးစံတော့ live ဝယ်နေကြရတယ်ဗောနော်လက်မတ်တွေလည်းတော်တော်များများဝယ်ပြီးပြီလို့ကြားရတဲ့အတွက်လည်းအာလက်မှတ်လည်းပြည့်နေပေါ့နော်ဒါမဲ့ရအောင်မထင်ねအခုအင်တာဗျူးကိုကြည့်ရှုနေပြည်သက်ကြရလဲလက်မှတ်ရအောင်မယ်ဆိုလို့ရှိရင် ဝယ်ပြီးတော့တရက် live ကြည့်ပါလို့ပြောချင်ပါတယ်အတကယ်လို့မရခဲ့ရင်လည်းကျွန်တော်တို့ TV ကနေကြည့်ပြီးတော့အလှူငွေတွေလှူဒန်းပေးပါလို့ပြောချင်ပါတယ်ခင်ဗျာရှိတယ်ရှိတယ်မပြောချင်သေးဘူးရှိတယ်ဆိုတော့နောက်လာတဲ့မှာရိုင်းမဲ့ဇေယုတ်က short film မှာတစ်ခါလုပ်ခုတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာမလုပ်ဘူးကြာလာနေပြီပေါ့နော်မင်းတော်ဝင်နေနေပုံထိုင်မှုအရန်ကိုကွဲလွဲတယ်ပေါ့အပြင်ကမင်းတော်ဝင်ကမအားလို့သိတဲ့အတိုင်းအကုန်လုံးသိတဲ့အတိုင်းပေါ့နော်အရန်ပျော်တတ်တယ်အာဘယ်လိုပြောမလဲ တရားရောက်နေစိမ့်နေတယ်လို့အသက်ကြီးနေလို့လို့ကိုနဲ့မသိလို့လို့အဲ့လိုသိမရှိတဲ့မင်းတော်ဝင်ပေါ့နော်အယံကိုပြောပွားနေတတ်တယ်ဟိုမှာတော့အယံကိုတီကြည့်ပြီးတော့လုံးဝအဲအယံကိုအဲ့ character တက်ပြင်ဆင်ရမှာပါအသက်ရွယ်အရာမဟုတ် character အရာကအဲလုံးဝတည်ငြိမ်ပြီးတော့အဲအဲ့လိုမျိုးပေါ့နော်အရှိန်ကတစ်ခုရှိတဲ့ဇက်ကောင်မျိုးပါလုတ်ချင်လာလဲဆိုတော့ကမ်းလန်းလာတဲ့အခါမှာကျွန်တော်တို့ချဲလန်းတစ်ခုဖြစ်လို့ပေါ့နော်ကျွန်တော်တို့ကမသွားဘူးတဲ့မျိုးတွေဆိုသွားချင်ကြတယ် ဲ့လိုမျိုးပဲပေါ့နော်မစားဘူးတဲ့စားတော့စားကြင်ကြရတယ်ကျွန်တော်တက်ဒီ character ကိုကျွန်တော် short film မှာပဲလုပ်ရတဲ့အခါမှာအာအဲ့တော့ကျတော့အမှန်တမ်းပြော short film မှာကျအသက်ငယ်တုန်းကအချိန်မှာအသက်တွေတအားကြီးပြီးတော့လုပ်ရတာပေါ့နော်အခုကတော့ဒီအသက်ရွယ်နဲ့မှာဟောဒီ item ကိုကျွန်တော်ဘယ်လောက်ထိလုံးနိုင်မလဲပေါ့ပြီးရင် series ဖြစ်တဲ့အခါမှာကျွန်တော်တို့ကဇက်ကောင်တစ်ခုလုံးအဲ့စိတ်ကြီးနဲ့ color တစ်ခုကြအောင်နေရတာဆိုအဲ့ဒီ feeling ကိုကျွန်တော်လုပ်ကြည့်ကြင်လို့ဒီဇက်ကောင်လက်ခံပြတာပါတော်တော်လေးစဉ်းစားခဲ့ပါသေးတယ် လုံရင်ကောင်းမလားမလုံရင်ကောင်းမလားတော်တော်ကြီးကြာကြာစဉ်းစားပြီးတော့မှနောက်ဆုံးလုပ်မယ်လို့ဆုံးဖြတ်ခဲ့တာပါအဲ challenge ဖြစ်တာကိုကြိုက်တာအဲ့လိုပြောလဲလက်ခံရမှာပဲပေါ့နော်အာဘာလို့လဲဆိုတော့ကျွန်တော်ကဆဆဝင်တာတမောက်လာတာဖုန်ကြီးဆက်ရုပ်ပြီးရင်အဲ့ဒါရဲ့စန့်ကျင်ဘက်ကျွန်တော်ကျိုးဖြင့်ချီရဲ့ဘာနဲ့ဒီမှာချက်မပြေတာပေါ့နော်ငယ်အဲ့လိုမျိုးတွေကျွန်တော်ဆောက်ဆောက်လုပ်တာပေါ့နော်ကိုလုံးချင်တယ်ဆောက်ဆောက်လုပ်တဲ့လူမျိုးလို့ပြောလို့ရတယ်အာပြီးလို့ရှိရင်လည်းအရန် animal နဲ့ကားဆိုအရန် dark ဖြစ်တယ်မင်းတို့ဝင်အပြင်မင်းတို့ဝင်လည်းလုံးဝမတူဘူး အဲဒီဘက်ကပြိုးဥယျာဉ်ဆိုတော့အပြင်မင်းတော်ဝင်အတိုင်းပဲပြိုးဥယျာဉ်မှာကအဲ့လိုစာတင်တယ်အပြင်မှာလည်းကျွန်တော်ကဆက်တန်းနဲ့စာတင်တယ်ဒီဘက်မှာလည်းအဲ့လိုကိုယ့်အတွေ့အကြုံတွေ sharing လုပ်တာလေးရှိအပြင်မင်းတော်ဝင်နဲ့တစ်ထက်တည်းကြားတယ်ပြိုးဥယျာဉ်ကကျွန်တော်ရဲ့ဆရာဆက်ကရောက်ကလေအာအခုဆိုလဲစုံအောင်တော့ရိုက်ချင်တာပေါ့နော်စုံအောင်တော့ရိုက်ချင်တယ်အခုနာမည်စရုပ်ဆိုလဲကျွန်တော်တို့ net challenge ဖြစ်တယ်အဲ့တော့အာအပြင်မင်းတော်ဝင်စရုပ်နဲ့တူတဲ့ဇာတ်ကားလေးလည်းကျွန်တော်စီမှာရှိပါသေးတယ်အဲ့လေးလည်းလာမှာပါ โอเคကျွန်တော်တို့ကအနုပညာလုပ်ရင်ပျော်နေရတဲ့လူသားမျိုးပါအာဒီတစ်ခါမှာတော့အနုပညာလည်းလုပ်ရတယ်ကျွန်တော်ပီတိလည်းဖြစ်ရတာပေါ့နော်ကိုတက်စမန်နဲ့အနုပညာနဲ့ဒီမှာအာကုသိုလ်ယူလိုက်တဲ့အတွက်ဒါကျွန်တော်တို့တွေ့တာဘယ်လိုပြောမလဲပါရမီဖြည့်ခြင်းတဲ့သဘောပေါ့နော်ဒါကုသိုလ်ကောင်းမှုနဲ့အနုပညာနဲ့အဲ့လိုမျိုးဖြစ်တဲ့အခါမှာကျွန်တော်တို့တွေလည်းအာကျင့်နေရတယ်ပီတိဖြစ်ရတယ်အဲ့တော့ဒီအလှူမှာလည်းပြည့်တက်ကြီးကပါဝင်ပြီးတော့ထူထမ်းပေးပါလို့ပြောချင်ပါတယ်